အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးကြိုလိုက်ပါတယ်ကောင်းမွန်သောနီလီတနီဖြစ်ပါစေလို့ဒီညကနေပြီးတော့စုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ကောနော်အဲ့တော့ဒါကျွန်တော်တို့ဒီနေ့ညမှာဒါကျွန်တော်တို့ဘောလုံးပွဲဒါကျွန်တော်တို့ အဲ့လိုမျိုးလေးဘွဲရှိပါတယ်လေးဘွဲမမတာ၃ဘွဲကဒါကျွန်တော်အင်္ဂလန်အသင်းတွေပါဝင်ပတ်သက်နေတဲ့ဒါကျွန်တော်တို့ပွဲဖြစ်တယ်အဲ့တော့လက်ရှိမှာဒါကျွန်တော်တို့လက်ကျန်ပွဲတွေဖြစ်တဲ့ Europa League ဒါကျွန်တော် Conference League တွေရဲ့ဒါကျွန်တော်တို့ပွဲစဉ်တွေကိုဒါကျွန်တော်တို့ပွဲကြိုးစားချက်လေးလုပ်ပေးကြပါမယ်အဲ့တော့ဒီနေ့မြန်မာစံတော်ချိန်တနင်္လာရီကမှဒါ Manchester United အင်္ဂလန်မှာ Athletic Bilbao Club နဲ့တွေ့ရမယ် Tottenham Hotspur အသင်းကဒါကျွန်တော် Norway မှာဒါကျွန်တော်တို့ Arte ဒါကျွန်တော်တို့ Sager မှာဒါကျွန်တော်တို့ အဘိုးတို့ကလင်းကိုသွားကန်ရမယ်ပြီးရင်တော့ကျွန်တော်တို့အာချက်စီအသင်းကသူတို့ရဲ့အိမ်ဝင်းမှာတကျူဟုတ်တယ်သူတို့ရဲ့အိမ်ဝင်းမှာတနေသူတို့ရဲ့အိမ်ဝင်းမှာတကျူဂါဒန်ကိုကန်ရမယ်အဲ့ပြောမယ်ဆိုရင်ဒါကျွန်တော်လက်ရှိမှာ၃သိန်းလုံးကဒါကျွန်တော်ဥရောပဖိုင်နယ်တွေကို ရောက်ဖို့အတွက်ခြေခြေတစ်ဖက်လမ်းထားရတယ်မှာပါပါတယ်။ရုတ်တပြက်ဒါကျွန်တော်ပထမဆုံးစပြောခြင်းတဲ့ပွဲစဉ်ကတော့ Manchester United တင်းပွဲစဉ်ပေါ့နော်။ Manchester United အတင်းဒီနေ့ပွဲစဉ်မှာ Bilbao နဲ့ Gang ပွဲစဉ်မှာဒါဒီနေ့သူတို့အနေနဲ့အင်ကွင်းပါ Bilbao ရဲ့အင်ကွင်းမှာ3-0ဆိုတဲ့ရလနဲ့ဒါကျွန်တော်တို့ဂိုးပြတ်အနိုင်ရထားခဲ့တာကိုတွေ့ရမယ်။အဲ့ဒီပွဲစဉ်မှာဒါကျွန်တော်တို့မှတ်မှတ်ရရပဲကျွန်တော် United အတင်းနဲ့ Final တက်ဖို့အတွက်အခြေအနေကောင်းသွားတဲ့အခွင့်အရေးတစ်ခုကိုပိုင်ဆိုင်ခဲ့ပြီလက်ရှိဒီနေ့ပွဲစဉ်မှာအင်ကွင်းမှာ Gang အဲ့တော့ဒါပထမပေါ့နော်ပြောရမယ်ဆိုတော့ Bilbao United အင်ကွင်းနဲ့3-0သူတို့အင်ကွင်းမှာနိုင်ပြီးတော့ Away Queen 3-0ဆိုတဲ့ရလကိုသွားမယ်နည်းနည်းရ င်ခုံဖို့ကောင်းပြီအခုလက်ရှိမှာ United အသင်းရဲ့အိမ်ကွန်းမှာ3-0ဆိုတဲ့ရလက်ကြီးနဲ့ကင်ပြီးဝင်သွားမှာဖြစ်တဲ့ကြောင့်တော်တော်လေးဟိုတော့အေးစစ်စစ်နိုင်မဲ့ပွဲစဉ်တပွဲများဖြစ်မလားကျွန်တော်တို့မြင်မိတယ်ဒီနေ့ပွဲစဉ်မှာဒါတစ်ဖက်က Athletic Bilbao ဟာသူတို့ရဲ့အဓိကကစားသမားတွေဖြစ်တယ်ဒါကျွန်တော်တို့ Inaki William ဒါကျွန်တော်တို့ Nico William ဒါပြင်ကျွန်တော်တို့ဆန်ဆက်လည်းမပါလာနိုင်ဘူးလို့သိရတယ်မှာပါတယ်။ဒါပြင်ကျွန်တော်ရှေ့ပွဲကအနီးကရထားခဲ့တဲ့ VVN ကလည်းဆက်လက်ပြီးလွဲချုံမှာဖြစ်တဲ့ကြောင့်မို့သူတို့ရဲ့ကစားသမားအဓိက၄ယောက်လုံးဒါကျွန်တော်ပွဲ ပေခံဖို့ပွဲမပေါ့ဘူးเนาะ United ဘက်ကလည်းအခုချိန်ထိဒါဒန်ယာရကစားသမားတွေရှိနေသေးဖြစ်တယ်ဒါပေမဲ့ဒါတချို့သောကစားသမားတွေကပြန်လည်ပြီးကောင်းနေပြီဖြစ်ပြီးတော့ဒါမဲ့သူရဲ့ဇလစ်ကတော့ပြန်ပြီးတော့နားအောင်မသိရဒန်ယာကတော့ထင်လောက်မပြင်းထန်တဲ့ကြောင့်မဲ့သူရဲ့ဇလစ်ကခဏလောက်ပဲနားအောင်ဖြစ်ပြီးအကယ်၍ဒါကျွန်တော်တို့မဲ့သူရဲ့ဇလစ်အနေနဲ့ဒါ Europa League Final ရောက်ခဲ့မယ်ဆိုတော့ပြန်ပါလာဖို့တွေရကန်တို့များတယ်ဒီဆန်ဒိုမာတီနက်စ်ကတော့ဆက်လက်ပြီးနားအောင်မဖြစ်ပြီးဒီကိုဒါလို့လည်းနားအောင်မယ်ဒါကျွန်တော်တို့ Eden Heaven ကတော့အခုချိန်ထိမတက်တာသေးဘူးလို့သိရတယ်မှာပါ Toby Collier ကတော့တယောက်တည်း training scene နေဖြစ်ပြီးတော့မကြခင်မှာ first line up နဲ့ပူးပေါင်းနိုင်မယ်လို့သိရ ဒီမိုင်6 6G ကရာသီဂုံတိနာသွားအဲ့တော့လက်ရှိမှာ Viva O အနေနဲ့အခုလက်ရှိမှာဒါကျွန်တော်အခြေအနေတွေကဆိုရင်တော့ဒါတိတ်ပြီးတော့ကောင်းနေထားမှာမရှိဘူးဆိုစီတက်ကိုတို့နေတေးကြခဲ့တာပဲမြင်မဲ့ February တို့အဆူဒါကျွန်တော်တို့ honest to bevai ရဲ့အုပ်စုအနေနဲ့ဒီနေ့ပွဲစဉ်မှာတော်တော်လေးကိုတည်းကျွန်တော်မလွယ်မဲ့ပွဲစဉ်တစ်ပုဒ်ရင်ဆန်ရဖြစ်တယ်။လက်ရှိခြေစွမ်းနေရဆိုလည်းဘီဘာကတော်တော်လေးအားရစရာမကောင်းလို့သူတို့ရဲ့အဓိကကစားသမားရဲ့ဒဏ်ရာရနေတဲ့အတွက်ကြောင့်ဒီနေ့ပွဲစဉ်မှာတိုက်ဆက်ပိုင်းလဲတော်တော်လေးကိုအားနေမဲ့တယ်မှာပါ။အဲ့တော့ဒါကြီးကိုတော့အထင်သေးလို့မရဘူး။လောကမှာဒီလိုမျိုးပုံစံမျိုးဘယ်တော့မှဘယ်လိုမှအထင်သေးလို့မရတယ်တော့မှာပါ။ဘာလို့လဲဆိုတော့ကျွန်တော်ဘဝမှာလီဗာပူးတင်းကဒါကျွန်တော်သူတို့ရဲ့အဓိကကစားသမားဆာဒီယိုမာနီကိုဒါကျွန်တော်တို့အဲဘလူး လီဗာပိုလ်မိုဟာမက်ဆာလာကိုမပါနိုင်တဲ့ဘွဲစံမှာဘာဆိုနာအသင်းကိုဒါဒေးဗစ်အိုရီဂီတို့အိုဆုနဲ့တို့အကောင်းဆုံးပြန်လာပြသွားခဲ့တာကိုတွေ့ရမယ်အဲ့တော့ဒါလူမဆုံလို့ဆိုတော့တော့ပြလို့မရဘူးဒီနေ့ဘွဲစံမှာဒါဒါပေမဲ့လက်ရှိမှာဒီနေ့ဘွဲစံက United အသင်းရဲ့အိမ်ခွင့်ဖြစ်တာနဲ့ညီတစ်ဖက်က United အသင်းကလည်းသူတို့ရဲ့ကစားသမားတော်တော်များများဒါကျွန်တော် first line နဲ့မှာပြန်ပါလာမယ်အာမက်ဒီယာလိုပြန်ပါလာမှုကလည်းဒီနေ့ဘွဲစံမှာအခေယာတော်တော်လေးကိုကြားမယ်ဘွဲစံတပွဲလို့ကျွန်တော်နည်းနည်းနဲ့အာမက်ကဒီနေ့ဘွဲစံမှာပထမအဆုံးဒါကျွန်တော်တို့ဒိုင်ယာကပြန်တက်တာပြီးနောက်ပိုင်းမှာမိနစ်90အပြည့်ပြန်မြင်ရမယ်ဘွဲတော်ပုံမှာဖြစ်မလားကျွန်တော်တို့အာမိုရင်းကိုဒီနေ့ဘွဲစံမှာအာမက်ကိုမိနစ်90သူ သုံးမယ်တော့မထင်ဘူးဒါကျွန်တော်ပထမပိုင်းဒါမှမဟုတ်ဒုတိယပိုင်းမိနစ်60 65မိနစ်လောက်ကျရင်အာမက်ဒီယာလူကိုပြန်လဲမယ်လို့ပြင်တယ်အာမက်ဒီယာနဲ့ဒါရှေ့ပွဲကဒါကျွန်တော်ဘရန်ဖူနဲ့ပွဲစဉ်မှာဒါကျွန်တော်အကောင်းဆုံးခြေစွမ်းပြပြီးတော့လူစားဝင်တဲ့ချိန်မှာဂိုးတကူပါတွင်းပြပြီးအာမက်ကအာမက်ပဲဆိုဆက်လက်ပြီးပြပသွားတယ်ဒီမှာပါအဲ့တော့ဒါဒီနေ့ပွဲစဉ်မှာဘီဘောင်နဲ့ရေဆိုင်ချိန်မှာတစ်ဖက်အသင်းကိုတော့လုံးဝ United အသင်းနဲ့ထင်သေးလို့မရအောင်ဒါတစ်ဖက်ကဒါဒီနေ့ပွဲစဉ်မှာ17ရောက်လုံးလုံးပါဝင်လာမှာဖြစ်တယ်ဆိုတဲ့အတွက်ကြောင့်မလို့ဒါ United အသင်းနဲ့ဒါကျွန်တော်ပြောခဲ့ပြောမှာဒါ PSG နဲ့ပွဲစဉ်ဒါ United နဲ့ PSG နဲ့ပွဲစဉ်မှာဟာ PSG AC တက်ပါပြီလို့ပြောခဲ့ပြီးနောက်ပိုင်းမှာဘယ်တော့မှကျွန်တော်မပြောတော့ဘူးဒါဘဝမှာအမှတ်တရအဖြစ်ဆုံးနဲ့မမှတ်ရဖြစ်အဲ့တော့ဒီနေ့ပွဲစဉ်မှာ United အသင်းနဲ့တက်ဖို့ရခိုင်နှုန်းကတော့99ရခိုင်နှုန်းရှိတယ်တစ်ဖက်မှာ100ရခိုင်နှုန်းတော့ရှိသေးတာမှန်တယ်အဲ့100ရခိုင်တော့ဘောလုံးကတော့လုံးနေတယ်ဘာမှမဆိုဖြစ်သွားနေတဲ့နေသားမှာတော့ရှိတယ်တို့ပေမဲ့တော့냐ဒီနေ့ပွဲစဉ်ရဲ့အခြေအနေရဆိုရင်တော့ United အသင်းကပဲဒါ Biba ကိုဒါကျွန်တော်တို့အနိုင်ယူပြီး Biba ကိုသွားမယ်လို့ပဲကျွန်တော်အနေနဲ့မြင်နေ United အသင်းပရိသတ်တွေကခုလက်ရှိမှာဒါကျွန်တော်တို့ United Arena က Danny လို့ဆိုလဲဒါကျွန်တော်တို့ United ကွင်းကိုသွားဖို့အတွက်အဲ့ဒါကျွန်တော်တို့အပီဘာပွဲစဉ်ကိုသွားဖို့တဲ့အခုချိန်ကလေးက ready ဖြစ်နေပြီလို့ကျွန်တော်တို့သိရတဲ့အထဲမှာပါတယ်အဲ့တော့ United ပြည်သက်တွေကအခုလက်ရှိမှာဒါကျွန်တော်တို့ဘီဘာအိုမာတောင် hotel ကြီးကြည့်ပြီးတော့လေးနေတောင်ငှားနေကြပြီဆိုတဲ့တွေထွက်လာတယ်။ဒါချို့ဆိုတအားညီတယ်ဗျာဒါကျွန်တော်တို့စင်းလုံးငှားပြီးဒါကျွန်တော်ဘီဘာကိုသွားကြမယ်အထစ်ကိုသွားကြဖို့လက်ရှိမှာပြင်နေတယ်။အဲ့တော့လက်ရှိမှာဒါ United အသင်းနဲ့ဒီနေ့ပွဲစဉ်မှာကစားသမားတွေကိုနာခံတော့မှာပဲ။အင်ကွင်းမှာဒီနေ့ပွဲစဉ်တည်ကြပါတယ်။ United ဘက်ကတကူလောက်ရင်စသွင်းလိုက်တဲ့ဆိုရနဲ့ဒီနေ့ပွဲစဉ်ကပြီးဆုံးသွားပြီလို့ပြောတယ်။ United တဲ့ဒီနေ့ပွဲစဉ်မှာဆော့ဆော့ဆီချော့ဒန်ပြောင်း င်တကူရင်တွင်းချလိုက်ဒါမှမဟုတ်ခုနပြောလို့ရဖက်ဖက်ပြောကောင်းမဆိုတော့အကယ်၍သာဘီဘာဘက်ကတကူရင်များတွင်းခဲ့လို့ရှိရင်တော့ဒီနေ့ပွဲစဉ်ကထင်တာထက်တော့ပုံမြိုင်သွားမယ်လို့မြင်တယ်။ဒါပေမဲ့ United ဘက်ကသာဒီနေ့ပုံမှာ9ရင်စတွင်းခဲ့မှာတော်တော်လေးကိုကြီးကောင်းမဲ့တယ်မှာပါတယ်။ဒီနေ့ပုံမှာအာမက်ဒီယာလိုပါလာမဲ့ United တိုက်စစ်ကပုံမြိုင်မယ်လို့မြင်တယ်။ Bruno Fernandes, Garnacho, Ahmed Diallo တို့အုပ်စုနဲ့ဒီနေ့ပုံစံမှာဘလောက်ထိလုံပြသွားမလဲတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတယ်။ဒါပေမဲ့ကျွန်တော်ဒီနေ့ပုံစံမှာတော့ ဘူနိုဖာနန်ဒက်စ်ရဲ့မိနစ်60ဒါကျွန်တော်ကြားရတဲ့မှာလည်းဒါဘရက်ဖို့နဲ့ပွဲစံမှာလည်းအနာအတိုင်းတာတစ်ခုကြီးရထားခဲ့တယ်။အာမက်ဒီယာလိုလည်းအနာတိုင်းတာတစ်ခုကြီးရထားခဲ့ဖြစ်တယ်။အဲ့တော့လက်ရှိမှာဒီနေ့ပွဲစံမှာ United ကစားသမားတော်တော်များ fresh ဖြစ်နေမှာ။အဲ့တော့ Athletic Bigao ကိုဒီနေ့ပွဲစံမှာ United ကအိမ်ဝင်းမှာထပ်ပြီးတော့ကျွန်တော်တို့နိုင်မယ်လို့မြင်နေတယ်။ဒီနေ့ပွဲစံမှာ United ကလည်းအနိုင်ရလက်ပဲဖော်ဆောင်သွားအောင်မယ်လို့မြင်နေတယ်။ဥရောပလုံးဝရှုံးပွဲမရှိတဲ့စံချိန်ကို United အသင်းနဲ့ဒါလက်ရှိပေါ့နော်။ဟို Europa League လုံးဝရှုံးပွဲမရှိသေးတဲ့စံချိန်တစ်ခုကို United အသင်းနဲ့ဆက်ထိန်းသွားမှာဖြစ်ပြီးတော့ United အသင်းနဲ့ Europa League ကိုဒါ FIFA ကိုဒါကျွန်တော်တို့တစ်ဖက်ကဘူဒူးနဲ့ဂလင်ဆက်ပါ ါလာဘယ်အသင်းတက်လာမယ့်ဥစားကိုအေးစစ်စစ်စောင့်နေမယ်လို့ပဲကျွန်တော်အနေနဲ့မြင်နေဒီပါအောင်နဲ့ဒီနေ့ပွဲစုံမှာဒါအရင်ဆုံးလုံးအောင်မှာတော့ဒါတကူရင်သွင်းဖို့ပဲအဲတကူရင်သွင်းပြီးနောက်ကလိုက်ဖို့တော့ရှိရမယ်ဒီပါအောင်နေနဲ့ဒီနေ့ပွဲစုံမှာဒါ United အသင်းရဲ့သွင်းကိုတကူသာခံလိုက်ရမှာဆိုမလွယ်တဲ့တယ်မှာပါဒါဒါပြကျွန်တော်သူတို့ရဲ့အဓိကခံစစ်မှုတွေကလည်းအဓိကရထားတာတကြောင်ဒါတော်တော်လေးကိုတိုင်ပတ်နေတာတကြောင်ကြောင်မလို့ဒါကျွန်တော်တို့ဒီပါအောင်နေဒီနေ့ပွဲစုံမှာတော်တော်လေးကိုမလွယ်ပါဘူးနိုင်ဖို့မပြောနဲ့တရေရဖို့တော့မတော်တော်လေးကိုခတ်ခဲမဲ့ပွဲစဉ်တွေပဲကျွန်တော်အနေနဲ့မပြောနဲ့မမြင်နဲ့ပေါ့နော်အဲ့တော့ဒါနောက်တစ်ပွဲတစ်ပွဲကိုကူးအောင်အဲ့တော့စပါးဖန်တယောက်အနေနဲ့အခုလက်ရှိဒါကျွန်တော်တို့ ၃၉တကူဆိုရရက်လက်ကြီးကြိုင်မယ်ခင်ဗျစိတ်မပူဆိုခင်ဗျယူးနေလို့ပဲဖြစ်နေမယ်စဘာပြိတ်သက်တွေမှန်သမျှနဲ့အခုလက်ရှိဒီနေ့ပွဲစုံမှာအကုန်လုံးကဒါကျွန်တော်လုံးဝကိုယင်ခုံတာဖြစ်တယ်ဘိုဒိုရဲ့ဂလင်အနေနဲ့အခုလက်ရှိမှာသူတို့ရဲ့အိမ်ကမှခက်ခဲပါတယ်ဆိုတဲ့ပြိုင်ဘက်တွေကိုအနိုင်ယူပြခဲ့တယ်ဒါကျွန်တော်သူတို့ရဲ့အိမ်ကမှာဒါကျွန်တော်လက်ရှိဒါယူရိုပါလီရဲ့အဆစ်တဲ့အသင်းတစ်သင်းဖြစ်တဲ့လာဇီယိုကိုဒါကျွန်တော်2-0ဆိုတဲ့ရလနိုင်ခဲ့တယ်အဲဘိုဒိုရဲ့ဂလင်ကသူတို့ရဲ့အိမ်ကမှာလမ်းပြန်ထွက်နေတဲ့အိမ်ကွင်းတကွင်းဆိုရင်တော့မှားမယ်တော့မထင်ဘူးအဲ့တော့ဘိုဒိုရဲ့ဂလင်ကတော်တော်လေးကိုဒါအခြေအနေရမဆိုးတဲ့အသင်းတစ်သင်းဆိုရင်တော့ကျွန်တော်အနေနဲ့မှားမယ်မထင်ဘူးဒါပေမဲ့ ဒီနေ့ပုံစံမှာစပါသင်းတို့ကထိုးနှက်မှုတွေကြီးမားတယ်သူတို့ရဲ့ဂွင်းလည်ကစားသမား၂ယောက်ဖြစ်တယ်ဒါကျွန်တော်တို့ medicine ကို bug ဘဲကိုဒီနေ့ပုံစံကိုဆက်လက်ပြီးလွှဲချုံမယ် medicine ကတော့ကြားရတဲ့တနေ့ရံ၃-၅တိတိနာဖြစ်တဲ့ကြောင့်စပါသင်းနေအကယ်၍ Europa League final တက်သွားမယ်ဆိုရင်တော့မှ medicine တယောက်ပါဝင်လာနိုင်မှာမဟုတ်တဲ့ကြောင့်စပါသင်းတို့ကတော့ထိုးနှက်ချက်ကတော်တော်လေးကိုကြီးမားမယ်တဲ့မှာပါတယ် Lucas Bugway ကအခုလက်ရှိမှာတည်ရတဲ့ကြောင့်မူတာ Manchester United နဲ့ပွဲအမိပြန်လာနိုင်မလားဆိုတော့တစ်ချက်တော့ကြည့်ရမယ် Southampton ကဒီနေ့ပွဲစဉ်မှာမပါလာဘူးလို့လည်းသူတို့နဲ့တရားဝင် confirm လုပ်ထားခဲ့အဲ့တော့ Dragusin နဲ့လွှဲချုံမယ်အဲ့တော့တစ်ဖက်အသင်းကလက်ရှိ ီမာတာကျွန်တော်ဘာစီတယောက်ကလည်းလို့ပြောင်းမယ်ကြည့်ရဒါပေမဲ့ဘာစီတော့မှ training ပြန်စင်းနေအဲ့တော့ရှေ့ပွဲမှာတော့သူတို့ရဲ့အဓိကကစားသမား3ယောက်4ယောက်ဒါကျွန်တော်မပါဝင်လာတဲ့စပါတင်ကဒါအခွင့်ကောင်းယူခဲ့တာကိုတွေ့ရမယ်ဒီနေ့ပွဲစမာတာအခုလက်ရှိအပြောအများဆုံးကသူတို့ရဲ့အိမ်ဝင်မယ်အာတစ်စာကေမာတာကျွန်တော်တို့ ညာဒီဥတုအခုချိန်မှာ9ဒီဂရီစင်တီဂရိတ်အောက်မှာရှိတယ်။ဒါပြင်သူရဲ့ queen ကဒါကျွန်တော်တို့ queen 2ဖြစ်တဲ့ကြောင့်တော်တော်လေးကိုကစားခတ်တယ်ဆိုတဲ့တဲ့တွေထွက်ပေါ်လာခဲ့တယ်။အဲ့တော့ဒီနေ့ပွဲစုံမှာ Tottenham Hotspur တင်းနဲ့ဘယ်လိုမျိုးတိုင်းရင်ဆိုင်လဲ။စပါးသင်းကလည်းရှိမှာရှင်းတယ်။ WhatsApp နဲ့ပွဲစုံမှာသူရဲ့အဓိကကစားသမားတော်တော်များများကိုအနာပေးခဲ့တယ်။ဒါကစားသမားတော်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 များများအနာပေးခဲ့တယ်။ဆိုလန်ကီကဒီနေ့ပွဲစုံမှာပါဝင်မှုတော့တေချာတော့ရှိတယ်။ဆိုလန်ကီဒါကျွန်တော်တို့ဒီပွဲစဉ်လိုက်သွားတယ်မှာဒါပါဝင်သွားတော့ဆိုလန်ကီနဲ့ Richard Lee ဆယ်ရှေ့ပွဲကလူပဲ line up ထပ်ပြီးထွက်လာမလား။တေချာတော့ဒီနေ့ပွဲစုံမှာ Spurs ရဲ့ခံစစ်ကလူဆုံးမယ်။ Romero, Van der Ven, Destiny ေဥဒိုဂီပက်ဒရိုပိုလိုအရေးကြီးမယ်လို့မြင်တော့ဒီနေ့ပွဲစမှာစပါတစ်နဲ့တရေရလက်တခုရပြီးယုံနဲ့ကိုနောက်တစ်ဆင့်ကိုတက်ပြီးဖြစ်တယ်အဲ့တော့ဒါမှမဟုတ်ကျွန်တော်စပါတစ်ရဲ့ပြိတ္တတွေဆိုအကုန်လုံးစိုးရင်ရတယ်ဘောကမမမဲရဒီလိုပဲဒါကျွန်တော်2-0ဆိုတဲ့ရလက်နဲ့ဒါကျွန်တော်ဒိုင်နမိုဇာဂရက်ကိုနိုင်နေတာကနေပြီးတော့ အိုဒီဆေးရဲ့ hat trick နဲ့ကျွန်တော်ပြုတ်သွားခဲ့တယ်တွေ့ရမယ်အဲ့တော့ဒါဒီနေ့ပွဲစဉ်မှာနိုင်ခဲ့မယ်ဆို United အသင်းနဲ့ဒါကျွန်တော်တို့ all english final မှာတွေ့ရဖို့အတွက်အချိန်ဒီကောင်းတော့ဖြစ်တယ်ဒါပေမဲ့လက်ရှိမှာသူများအသင်းကိုကျွန်တော်ဘယ်တော့မှအထင်မသေးပါဘူးကိုအသင်းကစပါလို့ဖြစ်နေတဲ့အချိန်မှာပို့ပြီးတော့ကျွန်တော်သူများသူတစ်ပါးအသင်းကိုဘယ်လို့မှကျွန်တော်အထင်မသေးပါဘူးဒါကအရေးကြီးပါအဲ့တော့ဘောက်တစ်ဖက်အသင်းကလည်းလက်ရှိမှာဒါကျွန်တော်တို့ တကယ်ကိုလုတ်ပြထားတဲ့တဲ့တဲ့သူတို့ရဲ့အင်ကုန်းမှာတကယ်ကိုကြောက်ဖို့ကောင်းတဲ့တဲ့တဲ့ဖြစ်တဲ့အတွက်ကြောင့်မူစပါးအသင်းတွေနဲ့တော့ဒီနေ့ပွဲစံမှာလွယ်ကူမယ်လို့တော့မသိဘူး။ဒါပေမဲ့ဒီနေ့ပွဲမှာနောက်ထပ်တစ်ခုအရေးကြီးတာစပါးအသင်းတွေအဓိကနောက်ခံကစားသမားတွေလုံးဝလုံးဝလုံးဝဒဏ်ရာရလို့မဖြစ်ပါဘူး။အကယ်ဒီနေ့ပွဲစံမှာဒါကျွန်တော်ဖိုင်နယ်တက်သွားခဲ့ပြီဆိုစပါးအသင်းတွေက22ရက်နေ့မနက်စောပိုင်းမှာတော့ဒါကျွန်တော်တို့ဘီဘောင်မှာသွားကြံပဲတော့ဒီနေ့ပွဲစံမှာကိုကတော့ရင်းနေအများကြီးခုန်နေဘာလို့ဆိုတော့ဟို ပထမအကြော့ရှုံးထားရင်တော့ကျွန်တော်နေသိပြီးရေအခုလက်ရှိမှာကိုကနိုင်ထားကြကျွန်တော်ပို့ပြီးရင်ကုန်တယ်ဘာလို့လဲမမဲရလစ်ဗာပူးနဲ့ပွဲစုံတော့လိုက်အတိုင်းပဲဟာကိုကဒါကိုရဲ့အင်္ဂလိပ်မှာ1-0ဆိုရရတယ်ပြီးတော့လစ်ဗာပူးကအင်ခေါ်ပြီးလေးဂိုတီချလိုက်တာပဲအဲ့တော့လစ်ဗာပူးတော့မဟုတ်ဘူးဗောနော်ဘိုဒိုဝန်ကလေးဒါပေမဲ့ဘိုဒိုဝန်ကလေးကိုကျွန်တော်တော့ကြောက်တယ်အမှန်တမ်းပြောဒါပေမဲ့ကိုအတင်းဖြစ်လို့ confidence ရှိတယ်ဘယ်တော့မှမရှိဘူးကိုအတင်းဖြစ်လို့ကိုပြီးတော့ confidence မရှိတဲ့မှာပါပါတယ်နောက်ဆုံးတိ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 နဲ့ပြောရမယ်ဆိုတော့ဒီဖလားကိုရဖို့အတွက်တေချာတော့ဖြစ်နေတယ်ကျွန်တော် Chelsea တဲ့မှာ Chelsea တဲ့နဲ့အခုလက်ရှိမှာဒါ Jude Garden နဲ့တူ တို့အနေနဲ့တကူကနဲ့အင်္ဂါမှာ၄ဂိုးတကူဆိုတဲ့နိုင်ပွဲနဲ့တွက်လာခဲ့။အဲ့တော့ဒီနေ့ပွဲသမားတီချာတကွာချယ်ဆီကလုံးဝအယံလူစင်းတတ်တာနဲ့ပဲပွဲထုတ်ဖို့အတွက်များပါတယ်။လုံးဝဒီနေ့ပွဲသမားဒါကျွန်တော်တို့ချယ်ဆီအသင်းနဲ့လုံးဝဒါကျွန်တော်တို့အယံကြီးမှာဘာလို့ဆိုတော့တို့ရဲ့အင်္ဂွင်းလည်းဖြစ်တာဟုတ်သိပြီးကစားသမားဟိုအလဲပြောင်းလဲအများကြီးဒါကျွန်တော်ခေါ်သွားကြရလဲမလို့ဒါသူတို့အင်္ဂါလို့ဒါသူတို့အနေနဲ့အယံလူစင်းကောင်းကောင်းလုပ်လို့ရတယ်။အဲ့တော့လက်ရှိဒါကျွန်တော်ချယ်ဆီအသင်းရဲ့ဒန်ယယ်လူစင်းမှာလေဒါဝက်စလီဖူဖာနာခရစ်စတိုဖာအန်ဂူဂူကလွင်သိပြီးမများဆဆမရှိဘူး။သူတို့အနေနဲ့ဒါမတ်ဂါယီယာခုလက်ရှိမှာ training ပြန်စင်းနေပြီဖြစ်ပြီးတော့အသင်းကြီးနဲ့ပြန်ပြီးပူးပေါင်းနိုင်မယ်လို့သိရတယ်မှာပါတယ်။တကူက ကတည်းကသူတို့ရဲ့အဓိကကစားသမားတော်တော်များများနားနေရဆိုပြီးဒရင်ထွက်တဲ့ပြင်ဖျားနေရဆိုပြီးဒရင်နဲ့တက်လာခဲ့တယ်။အဲ့တော့ဒီနေ့ပုံစံမှာဒါ Chelsea ပါပဲ။ Chelsea တင်းနဲ့လားကျွန်တော် Final မှာ Fiorentina နဲ့ Real Betis နဲ့တွေ့မလားမတွေ့မလားတစ်ချက်တော့ကြည့်ရမယ်။ဒါ Conference League ဖလားကတော့ Chelsea အသင်းရဲ့ဒါကျွန်တော်80%ကျော်ဆိုတော့သူတို့ဖလားလို့ကျွန်တော်တော့မြင်နေ။ Chelsea တင်းနဲ့ဒီနေ့မှာဒါကျွန်တော်တို့ Top 4ဒါကျွန်တော်တို့ Europa ဝင်ခွင့်တစ်ခုဝင်မယ်။ဒါကျွန်တော် Conference League ရမယ်ဆိုတော့ Chelsea တင်းအတွက်ဒါမဆိုးဘူးလို့ပြောလို့ရနှစ်တနည်းလို့ပြောလို့ရနှစ်ပါပဲ။အဲ့တော့ Chelsea တင်းရဲ့အရင်ကစံချိန်နဲ့ရှင်မလာဟာကျွန်တော်အားနေတဲ့နှစ်တနည်းလို့ပြောလို့ရမယ်။ဒါပေမဲ့ဒီနောက်ပိုင်း Bulido Kimara ကဒါ Super League လုံးရပြီးတော့ဒါ ချန်ပီယံလိဝင်ခဲ့မယ်ဆိုရင်တော့အောင်မြင်တဲ့နှစ်တစ်နှစ်လို့ဆိုလို့ရမယ်ဒီမှာပါပါတယ်အဲ့တော့ချက်စီးသင်းကလက်ရှိမှာချက်စီးနဲ့ယူနိုက်တက်သင်္ကြန်ဖိုင်နယ်ကိုတက်လန်းနိုင်မှုတော့တည်ချလောက်ဖြစ်နေပြီစပါးသင်္ကြန်ကျွန်တော်ကရင်ခုန်နဲ့ကျွန်တော်ကဘာမှသိပြီးအများကြီးမမျှော်မှန်းဘူးလို့ပြောပြရစီလို့ပြောရင်လည်းကျွန်တော်ရဲ့ပွဲကျုံသုံးသက်ချက်ကိုဒီနားမှာရင်နာကြပါလေဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ TV4 တို့မှာကျင်းနေဆိုတာပေါ့အောင်ကိုညီလို့ရပါတယ်။နေမက်တက်ကလစ်ဖို့မမေ့ကြပါနဲ့။အောက်က comment တွေထဲမှာလည်း Youth Sport Media 3.0နဲ့ TV4 တို့ရဲ့ link လေးတွေကိုထည့်ပေးထားခြင်းပဲကျွန်တော်မျက်စောကိုညီပေးလို့ရပါတယ်။ကျွန်တော် YouTube channel လေးကို ည်း like and subscribe လေးကိုကျွန်တော်အားပေးလို့ရပါတယ်။မြန်မြန်လေးလေး clip ဖို့မမေ့ကြပါနဲ့ဗျ။မြန်မြန် clip မှာမြန်မြန်နိုင်မှာဖြစ်ပါတယ်။အားလုံးမကြိုးတမရဲကောင်းမွန်တော့နေလေးနေဖြစ်ပါစေလို့ဆုမွန်ကောင်းတောင်းပေးနေပေးကျွန်တော်တို့တွေနောက်မှအေးစစ်တွေ့ကြပါဘောအားလုံးမကြိုးတမရဲမြန်မြန်လေး clip ဖို့မမေ့ကြပါနဲ့။မြန်မြန် clip မှာမြန်မြန်နိုင်မှာဖြစ်ပါတယ်။တေးပါဗျ။